ချမ်းသာလုံလုံသမီးလေးကိုတိမ်မောင်းတောင်းချီတန်းနဲ့ကားဝယ်ပေးလိုက်တဲ့နန္ဒာလိုင်းတို့ဇနီးမောင်နဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လင်း insider page ကနေပြလဲကြွဆိုလိုက်ပါတယ်။ပတ်စံချမ်းသာရာချင်းတို့ရင်တောင်မှနေထိုင်မှုပုံစံ lifestyle ချင်းကမတူကြပါဘူး။တချို့ကကြောအဝါဖို့မတ်ကြပေမဲ့တချို့ကြတော့လေအေးအေးချမ်းချမ်းနဲ့တကယ်ကိုအထက်တန်းကြကြနေနိုင်ကြပါတယ်။ အဲ့ဒီလိုမျိုးအေးချမ်းပြီးတော့ပြည်ပြေစုံတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့သူတွေထဲမှာထိတ်ဆုံးကပြင်းမြင်မိတာကတော့အကယ်ဒမီမင်းသမီးကြီးနန္တောင်လိုင်းမိသားစုပါပဲသူတို့မိသားစုကိုပရိသတ်တွေကအားကြစေရလို့သတ်မှတ်ထားကြတာအားလုံးလည်းအတိပါပဲ လက်တလုံးမှာတော့ပြည်သက်တွေကြားမှာရေပန်းစားနေရကနန်တလိုင်းနဲ့သူမရဲ့ခင်မွန်ဖြစ်သူနမင်ကြောင့်စီးပွားရေးလုပ်ငန်းရှင်ကြီးဦးစေတီဟာတို့ရဲ့ဇနီးမောင်နှံရဲ့ပုံရည်လေးတွေပါသူတို့နှစ်ဦးကသမီးလေးစီးဖို့အတွက်တန်ဖိုးကြီးကားသစ်ကြီးတစ်စီးကိုရှိုးရုံးကိုအရောက်သွားပြီးတော့ကိုရင်ကိုကြရွေးချယ်ဝယ်ယူပေးခဲ့ကြတာပါတာမန်ကားတစ်စီးမဟုတ်ဘဲတိန်တောင်းချီတန်ကြီးရှိတဲ့ကားအကောင်စားကြီးဖြစ်ပါတယ် ဒီနေရာမှာပြည်သက်တွေတည်ထားမိကြတဲ့အချက်ကငွေကြေးပမာဏတစ်ခုတည်းမဟုတ်ပါဘူးမိဘမြတ်တာပေါ့ဦးစေတီဟာလိုမျိုးထိတ်တန်းတတိကြီးတယောက်နေနဲ့နှတ်ထားလိုက်လို့အိမ်ရှင်မမင်းသမီးတယောက်နေနဲ့ဖုန်းတစ်ချက်ဆက်ပြီးတော့ကားကိုအိမ်ရောက်ပို့ခိုင်းလိုက်လို့ရပါတယ်ဒါပေမဲ့သူတို့ကအလုပ်တွေဘလောက်ပဲများများသမီးလေးတွက်ဆိုပြီးတော့အချိန်ပြီးကကိုယ်တိုင်စိတ်ကြိုက်လိုက်ပြီးတော့ရွေးပေးနေတဲ့ပုံရိပ်ကတကယ့်ကိုနှွေးထွင်းလွန်ပါတယ် ဒါဆိုရင်မင်းစံရှိတာကမိဘတွေကချမ်းသာလို့သားသမီးကိုအလိုလိုက်ထားတာလားဆိုတဲ့မိကုံမှာအဖြေကတော့လုံးဝမဟုတ်ပါဘူး။နန္ဒာလိန်တို့ရဲ့သမီးလေး၃ယောက်ဟာတကယ်ကိုလိမ္မာရေးချရှိပြီးစာတော်တဲ့ကလေးတွေဖြစ်ပါတယ်။ အထူးသဖြင့်အခုကားဝယ်ပေးခံရတဲ့အကြီးဆုံးသမီးလေးဆိုရင်ပညာရေးမှာအထူးကျွန်လွန်လို့စင်ကာပူနိုင်ငံမှာကျောင်းသွားတက်နေသူဖြစ်ပါတယ်။ခင်လူငယ်ဆိုပေမဲ့မိဘစကားကိုနားထောင်နေဘာသာတရားကန်ဆိုင်နေတာဟာမိခင်ဖြစ်သူနန်တော်လိုင်းရဲ့ပြုစုပျိုးထောင်မှုကောင်းမွန်ကြောင်းသက်သေပြနေရပါပဲ။တချို့သောငွေကြေးပြေစုံနဲ့မိသားစုတွေမှာတာသမီးတွေကမိဘပတ်စံကိုတုံဖြုံပြီးတော့လမ်းမရောက်နေရတွေတွေ့ရတတ်ပါတယ်။ဒါပေမဲ့နန်တော်လိုင်းတို့မိသားစုကတော့မတူပါဘူး။သမီးလေးတွေကပညာရေးမှာကြိုးစားတယ်။မိဘတွေကလည်းသ မီးတွေရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုတဲ့အနေနဲ့အခုလိုမျိုးထိုက်ထိုက်တန်တန်ဆုချတယ်။တန်ဟာအလိုလိုက်ခြင်းမဟုတ်ပဲထိုက်တန်သူကိုချီးမြှင့်ခြင်းလိုပဲမြင်ရပါတယ်။ ဒါအပြင်ဒီဖြစ်ရလေကလက်ရှိခင်းမိပါတွေအတွက်အတူယူစရာသင်ခန်းစာယူစရာတခုလည်းဖြစ်ပါတယ်။တချို့မိပါတွေကစီးပွားရေးအကြောင်းပြချက်နဲ့သားသမီးတွေကိုငွေပဲပေးပြီးတော့အချိန်မပေးနိုင်ကြပါဘူး။ဥစေတရားတို့လိုမျိုးထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေတောင်ဒီလောက်အလုံးရှုပ်တဲ့ကြားကသမီးလေးတွေအတွက်အချိန်ဖဲ့ပေးနိုင်တာဟာတကယ်ကိုလေးစားစရာပါ။ငွေကြေးဆိုတာရှာပေးရခက်ပေမဲ့ကိုချင်ရတဲ့မိသားစုအတွက်ထိုက်တန်တဲ့သားသမီးအတွက်ဆိုရင်တော့300လာတန်ဖိုးရှိတယ်ဆိုတော့သူတို့ဇနီးမောင်နှံကလက်တွေ့ပြသလိုက်တာပဲဖြစ်ပါတယ်။ သမီးလေးအနေနဲ့ဒီလိုမျိုးမိဘမျိုးပိုင်ဆိုင်ထားရတာကံကောင်းသလိုမိဘတွေကလည်းလိမ္မာတဲ့သမီးလေးကိုပိုင်ဆိုင်ထားရတာကဂုဏ်ယူစရာဖြစ်ပါတယ်။နန္ဒလိုင်ဟာအနုပညာလောကမှာအောင်မြင်ခဲ့သလိုအိမ်ရှင်မဘဝမှာလည်းအောင်မြင်နေတဲ့သူတယောက်ပါ။သမီးလေးတွေကိုလည်းခေတ်ပညာတတ်တွေဖြစ်စေခြင်းသလိုတစ်ဖက်မှာလည်းယဉ်ကျေးမှုနဲ့ဘာသာတရားကိုကန့်ရှိုင်းစေချင်တာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးကန့်ရှင်းတဲ့အောင်လဲမမေ့အောင်လို့တွန်တင်ဆုံးမထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ပရိသတ်တွေကသမီးအလီမာလေးတွေမို့မိဘကချစ်ပြီးတော့ပုံဩပေးတာမဆမ်းပါဘူးလို့ဝိုင်းဝန်းပြီးတော့တာဓုခေါ်နေကြတာပါ။ နတားလင်းတို့ဇနီးမောင်နိုင်ရဲ့သမီးလေးတွေပေါ်မှာထားရှိတဲ့မြစ်တာနဲ့သမီးလေးတွေရဲ့လိမ္မာမှုပေါင်းဆက်လိုက်တဲ့အခါမှာတကယ့်ကိုပြည့်ပြည့်စုံတဲ့ပကြီးကားတစ်ချက်လိုလှပနေပါတော့တယ်။သမီးလေးတွေအနေနဲ့မိဘတွေရဲ့မြစ်တာလက်ဆောင်နဲ့အတူပညာရေးဆက်လက်ကြိုးစားပြီးတော့အောင်မြင်တဲ့ဘဝခရီးကိုရှောက်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ကဲပရိသတ်ကြီးကိုသားတလောက်ချမ်းသာခဲ့ရင်ကိုရဲ့သားသမီးလိန်မာတဲ့ခါမှာဘလိုမျိုးတံပိုးကြီးလက်ဆောင်မျိုးပေးခြင်းလဲနန္တာလိန်တို့မိသားစုရဲ့အနေထိုင်မှုပုံစံကိုရောအားကြမိကြရဲ့လားဆိုတာဝင်ရောက်ဆွေးနွေးပေးပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်